ားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူဒူရာတင် ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့ Sora တပ်ပြင်းဝတ္ထုတွေမှာဝတ္ထုလိုတစ်ပုဒ်ကိုဖတ်ပြမှာ ဖြစ်ပါတယ် Sora တပ်ပြင်းပလိတ်ကြွေကိုတတိပေးဖို့လိုပါလိမ့်မယ်ခုတလောရန်ကုန်မှာတခိုးခိုးသွားရင်ပလိတ်ကြွေဘယ်တော့မှမမိအောင်မစုံစမ်းနိုင်ဘူးကံအကျွေးတင်နေတာချီပဲ တညာလုံးဟိုတယ်တွေမကောင်းတဲ့အိမ်တွေတွာလာညနေမှာအိတ်အရေးဆိုရင် သူတို့ကိုနှို့နေရတာနဲ့အချိန်ကုန်နေရတာပဲဥအောင်မြင်ကစုံတော်မင်းကြီးရဲ့မျက်နှာကို မော့မကြည့်ပဲစွန်စွန်ဆာဆာအင်္ဂလိပ်ဘာသာဖြင့်ရှောက်ကြနေရာမင်းကြီးမှာကလက်နှစ်ဖက်ကိုနောက်သို့ပြစ်လျက်ခောက်တုံခောက်ပြန်လမ်းရှောင်နေလေတဲ့ထိုသို့နေရာမှာ ပလိမ်များအားလေဖြင့်အပြစ်ဖို့နေသောဥအောင်မြင်ရဲ့အတန်ကိုကြားရလျင် အလိမ့်လဲဖြစ်နေတာပဲစုံလောက်တွေလည်းညံ့တာပဲအမတ်ချုပ်တွေကဗမာဖြစ်နေတော့တို့မျက်နှာပြူအရာရှိတွေအပြစ်တင်စရာဖြစ်နေတာပဲဒါပေမဲ့လက်အောက်ဗမာအမှုရမ်းတွေညံ့တာကိုတော့သူတို့ပြောကြမှာမဟုတ်ဘူးဥပအောင်မြင်ကဗမာအမှုရမ်းများကိုထိသဖြင့်မခံကျင်လှတော့လဲစင်ဖြူရဲ့မျက်နှာကိုစင်မဲမကြည့်ဝန်းတကယ်တော့ဆိတ်ငြိမ်၍နေလေတယ်နင်းကြီးက စကားဆက်၍အလေးဆိုတာ လူစုခွဲဖို့ပြုံးခနဲပြုံးခနဲဖမ်းဆီးဖို့ဒါပဲသူတို့နဲ့တော်တယ်ချေရခံပြီးတင်းလွန်စားရအောင်စုံထောက်ဖို့ဟာစုံတော့တွေရဲ့တာဝန်ပဲအချိန်ကားနက်နက်စတနာကြီးမျှရှိသေးရာလွန်ခဲ့သောညကမျက်နှာဖြူမစ္စတာရိုက်ဆိုသူရဲ့အိမ်တို့တကူးတက်ပြီးခိုးသွားရာမှမင်းကြီးကပလေတွေရောစုံတော့တွေပါချိန်ဝါနေခြင်းဖြစ်လေတယ်နောက်ဆုံးအချိန်ဝါခံရသူမှာဥအောင်မြင်ဖြစ်တယ်ဒီပြင်စင်ကြီးပြီးနေတာထက် မောင်အောင်မြင့်ကိုယ်တိုင်မစ္စတာရိုက်နဲ့တွေ့ပြီးစုံစမ်းဖို့လိုလိမ့်မယ်။ခုပြောကစုံတော်မင်းကြီးကသူ့ရဲ့အလုံးစပွဲတွင် ထိုင်ချလိုက်၍ပိုင်တွင်းများကိုလှန်လှောနေရာဦးအောင်မြင့်လည်းအယိုအသေးပေး၍ထွက်ခွာလာခဲ့လေတယ်။မိမိအလုံးခန်းသို့ရောက်လျင်အပြင်တနေရာ၌လက်ဖက်ရည်ဝိုင်းတောက်ကစီဂရက်ခဲနေကြသောစုံတော်လူငယ်တည်းမှလူတစ်ယောက်ကိုခေါ်လိုက်ပြီးလျင်ကားကလေးနှင့် ထွက်ခဲ့လေတယ်။မစ္စတာရိုက်ကား အသက်40ကျော်မျှရှိသေး၍အိန္ဒိယပြည်တွင် အနေကျပြီးလျင်မြန်မာပြည်သို့ရောက်ရှိလာသည်မှာ6လမျှကြာသေးတယ်။၎င်းမှာကန်နာလန်တွင်အလုတ်တိုက်တစ်ခုဖွင့်ထားရာထိုအလုတ်တိုက်မှာတိုက်အိမ်များကိုအငှားချပေးခြင်းပစ္စည်းအဟောင်းအသင်းများကိုလေလံပစ်ခြင်းစသောအလုပ်များဖြစ်တယ်။၄၅6လအတွင်းမှာပင်ကြော်ညာများစွာထည့်သွင်းသဖြင့် Right Company ရဲ့လုပ်ငန်းများမှာမြန်မာပြည်ကအတော်တည်ကြတယ်။ နနဖြူတရားဦးစီးလုပ်ကင်သောကြောင့်ယုံကြည်သူများ၍မစ္စတာရိုက်ရဲ့လုပ်ငန်းမှာအတော်တွင်ကျဲတယ်။မစ္စတာရိုက်မှာလွစ်လန်းတွင်တုံးတက်တိုက်ခန်းတခန်းကိုငှားရမ်းနေထိုင်သူ ဖြစ်လျာအိမ်တွင် လူပိုမထားနနစောစောမှကန်တမာနှင့်ပွိုင်ကလားများလာရောက်စီပြီးညနေစာစားပြီးလျင် ကလားနှစ်ယောက်စလုံးအချားမှနေကြရတယ်။၎င်းတို့ရဲ့အခန်းတွင်ကမစ္စတာရိုက်လင်မယားနှစ်ယောက်သာနေ၍နေခင်း၌မူ မစ္စတာရိုက်ကအလုတ်တိုက်သူသွားနေသဖြင့်မစ္စစ်ရိုက်တယောက်သာအိမ်တွင်ကြံရစ်တယ်။ဦးအောင်မြင်တို့ကားကလေးကလွစ်လန်းသို့ရောက်လာကြပြီး တိုက်ခန်းတခန်းလေကားမှသုံးတပ်သို့တက်ကြလေတယ်။မကြခင်တကားခောက်နေရာ အတွင်းမှမျက်နှဖြူမှတယောက်ကချောင်းပေါက်မှချောင်းကြည့်ပြီးမိသူလေးမေးမြန်းရာဦးအောင်မြင်တို့ကလည်းစုံတော်များဖြစ်ကြောင်းညာကတခုခိုးသောကိစ္စကိုမေးမြန်းလို၍လာကြောင်းပြောပြသဖြင့် တကားကိုဖွင့်ပေးလေတယ်။မစ္စတာရိုက်ကမတွေ့နိုင်ဘူးလားခင်ဗျာ။တွေ့နိုင်ပါတယ်။ဦးပြောပြီးတယ်လီဖုန်းရှိရာသို့ထားသွားလေတယ်။တဖန်မစ္စစ်ရိုက်ကဦးအောင်မြင်အားအဲကန်းသို့ခေါ်ခဲ့က နေရာထိုင်ခင်းပေးလေတယ်။ဦးအောင်မြင်ကမစ္စတာရိုက်နဲ့စကားမပြောသေးဘဲအခန်းအခြေအနေကိုကြည့်ရှုနေလေတယ်။ဆယ်မိနစ်ခန့်အကြာတွင် ကားတစ်စင်းရပ်တန်ကြာရှာပြီးနောက်အရက်၆ပေးကြောကြောရှိ ကာကီဘောင်းမီတို့ကာကီရှက်နဲ့မျက်နှာဖြူတယောက်တက်၍လာရာ မစ္စစ်ရိုက်ကပြောပြသဖြင့်မစ္စတာရိုင်မန်တိကြပါလက်ဆွဲနှုတ်ဆက်ကြလေတယ်။ဦးအောင်မြင်လဲတခိုးခိုးပုံကိုမေးမြန်းရာမစ္စစ်ရိုက်ကဒီလိုရှင့်ညကကျမတို့အိတ်နေကြတယ်။မစ္စတာရိုက်ကလည်းနဲ့ကျမကလည်းဟာသုံးပေလောက်ချားတယ်။ကျမကအနောက်ဖက်ကပေါ့။အချိန်တော့တကောင်၃နာရီလောက်ပဲရှိအောင်မယ်။ကျမလည်းချက်ခနဲ့အတန်ကြောင့် မျက်လုံးဖွင့်ကြည့်တော့မဲမဲတံတန်းတစ်ခုကိုမြင်ရတယ်။အစပထမကတော့အိမ်မက်မှန်နေတာလားအောက်မေ့တယ်။ဒါနဲ့တိတိချာချာကြည့်တော့အဝတ်နဲ့ဝတ်ထားတဲ့အရက်မြင့်မြင့်တံတန်းတစ်ခုကိုမြင်ရတယ်။ကျမလည်းဒီတော့မှတခိုးပဲဆိုပြီးမစ္စတာရိုက်ကို right ထထတခိုးထင်တယ်လို့တူတူနှိုးနေတယ်။ဒီအခါတခိုးလဲအနောက်ဘက်ရေးလျားနေတော့မစ္စတာရိုက်ကို အတင်းလှုပ်နှိုးပြီးလင်မယားနှစ်ယောက်အပြေးလိုက်ဖန်တော့ အနောက်ဘက်အပေါက်ဖွင့်ထားရက လေကားအတိုင်းဆင်းပြေတာပဲကျမတို့လည်းပြုံးကနေဆိုတော့လက်နဲ့မပါတာတတိယပြီးဆင်းမလိုက်ဝင်ဘူးအင်းရှိဖြက်လန်းပြရင်ပေါက်ကငုံကြည့်တော့လေအစအနာမမြင်ရဘူးဒါဆိုချက်ချင်းပလေးကိုဖုံးမဆက်ဘူးလားဆက်ပါရဲ့ရှင်ကျမယောက်ျားတွားဆက်တာပါပဲသူတို့အားလုံးအိပ်ပျော်နေတယ်ထင်ပါရဲ့ဘာစကားပြန်မှမရဘူးဒါနဲ့မစ္စတာရိုက်ကမနက်မိုးလင်းမှတိုင်ကြဆိုဆိုပြီး ကျမတို့ပစ္စည်းတွေကြည့်ကြတာကိုကြည့်တော့ဘာတွေပါသွားတယ်လဲကျမယောက်ျားရဲ့လက်ပတ်နာရီ60လောက်ပဲတန်ပါတယ်ပြီးတော့အလွယ်သုံးမှုထားတဲ့စပွဲအန်စွဲတွေကငွေ90လောက်ပါသွားတာပဲဒီပြင်အဖိုးတန်ပစ္စည်းတွေဒီမှာထားပါလားခင်ဗျာဘယ်ထားမလဲရှင် ကျမလုံးဝလက်စားဆိုရင်ဘန်တိုင်းမှာထားတာပဲငွေဆိုတာလဲရှင်တို့သိရတဲ့အတိုင်းဘန်မှာထားတာပေါ့နေပါဦး တခိုးကဘလို့ဝင်နေထင်တယ်လေတကားမှာပိတ်မိရဲ့လားပိတ်ထားပါရဲ့သူတဏှာကဝင်ပြီးအတွင်ရောက်မှအလွယ်ထွက်နိုင်အောင်တကမကို ဖွင့်ထားတာဖြစ်ပါလိမ့်မယ်မစ္စတာရိုက်ကဘာများပြောစရာရှိပါသေးတယ်လေသူပြောတဲ့အတိုင်းပါပဲဦးအောင်မြင်က အနောက်ဘရင်တကားတဏှာကို ကြည့်ပြီးလျင်သူတို့ဒါကိုမြင်မသွားဘူးလားဟုကြားလေတယ်ထိုဘရင်တကားအောက်ပိုင်းနှင့်အထက်ပိုင်းနှစ်နေရာတွင် ဒုံညင်းဝိုက်ခဲတက်သားများဖာထေးထားသည်ကိုမြင်ကြရလေတယ်။တခູ້ကပရင်တကားကိုလှဲ့ဝိုင်းတက်ဖြတ်ပြီးမှ အတွင်းပေါက်ချိတ်ကို လက်ချောင်းနဲ့ပြုတ်ဖွင့်ချောင်းနားလေလေတယ်။ကျွန်တော်တို့မမြင်မိပါဘူးခမ။ဘသူမှမမြင်မိပါဘူး။ဟောဒီရေပုံကတက်တာပဲ။ဒီမဲ့ကြည့်လေ။ပြရင်းနဲ့ခြေကန်တက်လို့ဆေးရီပွန့်နေတယ်။ပြရင်းမှခေါင်းရှုကငုတ်ကြည့်ရင်းကြော်ပြလေတယ်။ဦးအောင်မြင်လဲ အခြားစကားပြောစရာမရှိတော့သဖြင့်ကျွန်တော်တတ်နိုင်သလောက်ကြိုးစားပါမယ်။ဦး၍ပြောကာနှုတ်ဆက်ထွက်ခွာလာခဲ့လေတယ်။ရုံးကန်းတို့ရောက်လျင်ဦးအောင်မြင်ကအုံနောက်အလုပ်ကိုအတော်ရှုပ်အောင်လုပ်ကိုင်နေတော့လေတယ်။တုံးတက်တိုက်တကားတာမညတခုမတက်နိုင်။တပြင်းကဲ့သို့ကာယဗလာလိုက်စားသောတခိုးသာတက်နိုင်တယ်။အကယ်၍တပြင်းဖြစ်ကလည်းဤကဲ့သို့အသေးအဖွဲကိုခိုးယူမည်မဟုတ်ချေ။တပြင်းက ရတာကိုသာယူသောဘိန်းစားတခုမဟုတ်သူ့ရာတွင်တပြင်းခိုးယူရုံမှန်ကလည်းတပြင်းမှာသူ့ရဲ့ကျူးလွန်မှုကြောင့်အခြားသူတို့ဦးကိုဒုက္ခပေးလေမရှိမိမိခိုးလျင်ခိုးယူကြောင်းဘာကြောင့်ခိုးရသည်များကိုပါ စာရေးချထားလေရှိတယ်။ကာယဗလာလေ့ကျင့်ထားသောပညာတတ်အလုလမဲ့ကလေးများရဲ့လက်ရာများလာဟုတွေးမိတယ်။ဥအောင်မင်းကထိုသို့စဉ်းစားရမှတစုံတရာကိုတွေးတောမိပြန်သဖြင့် ကထဲသို့ရောက်သွားပြန်လေတယ်။ဌာနအုပ်နှင့်တွေ့သောအခါမိမိမှတ်သားထားသော လူဆိုးစီးရင်နှင့်ဌာနအုပ်ရရှိထားသော လူဆိုးစီးရင်များကိုတိုက်ဆိုင်ကြည့်လေတယ်။ထိုစီးရင်ဝင်များမှလည်းအများအားဖြင့်ဘိန်းစားကစောသမားနှင့် ကာလာသားယောဂါဆွဲကံနေသူများဖြစ်ကြ။ဥအောင်မြင်ကလွစ်လန်ဆီယောင်ဦးတင်ဆွေရဲ့မျက်နှာကိုကွက်ခနဲမြင်မိလေတယ်။ဥအောင်မြင်စိတ်၌ဦးတင်ဆွေအားစောရသပြင်းပဲဟု ဆွဲမှတ်ထားရာတတိအခိုင်အမာမရလျင်မိမိအလုပ်ပြုံပြီးသိုးသောကြောင့်သာ ချုပ်တီးနေခဲ့ရခြင်းဖြစ်လေတယ်။ဌာနအုံနှင့်တိုင်းမရ၌လဲအကြောင်းမထူသဖြင့်အလုံယုံသူပြန်လာကအခြားအလုံများကိုလုကင်ပြီးနောက် အိမ်သို့ပြန်ခဲ့လေတယ်။ဥအောင်မင်းကထိုနေ့ညအဖို့အိယာတဲ့သို့ရောက်တိုင်အောင်မစ္စတာရိုက်အိမ်ကတခိုးအကြောင်းကိုစဉ်းစားနေမိလေတယ်။၁၂နာရီခန့်တွင်ကဥအောင်မင်းက ဇနီးတယ်ရဲ့ဘေးကကတင်းတစ်ခုတွင်အိပ်ပျော်နေတယ်။တနားီထိုးလျင်အိမ်မက်လူလူအဟုတ်လူလူတယ်လီဖုန်းကအတန်ကြားရသဖြင့်အိမ်မုံစုံပွားဖြစ်နေရာကနားဆွင်ပြီးအိယာလူ၍ထဟာတယ်လီဖုန်းကိုကောက်ယူနားထောင်လေတယ်။ဆရာလားအစောကြီးအိပ်ပျော်နေရလား။ကျွန်တော်ဌာနအုပ်လေလွတ်စလန်းကပါ မစ္စတာရတ်အိမ်မြန်မြန်လာခဲ့ပါကျွန်တော်အဲ့ဒီမှာရှိမယ်။ဦးအောင်မြင်လဲဖုန်းကိုချက်ဟာ အဘူအစားလင်မြန်စွာလဲပြီးခြောက်လုံပြူခါတွင်ထိုးလျက်ဇနီးတဲ့အာမှားချခဲ့ကကားဖြင့်အပြေးဆိုင်နှင်လာလေတယ်။လွစ်လန်မစ္စတာရိုက်ရဲ့တိုက်အိမ်ရှိသူရောက်သောအခါဓမီများထိုင်လင်းလျက်ဌာနအုပ်နှင့်တကွနှစ်ဖူးတွင်အနေငယ်ပွန်သောဒံယာနှင့် မစ္စတာရိုက်ကိုတွေ့မြင်ရလေတယ်။ဌာနအုပ်ကပင်မစ္စတာရိုက်အားအကျိုးအကြောင်းပြောပြရန်တောင်းပန်သဖြင့်ဒီနေ့ကျွန်တော်တို့ဆယ်နှစ်ကြီးလောက်မှအိပ်ပျော်ကြတယ် တနားရီလောက်ထိုးတော့ကျွန်တော်နိုးနေတယ်။ဒါနဲ့အင်ရှီကန်းကအတန်ကြားလို့ချောင်းနေတော့ကျွန်တော်တို့အခန်းကဖြတ်ပြီးအနောက်ဘက်ထွက်လာတယ်။ကျွန်တော်လဲနောက်ကအတင်းလိုက်တော့လေကားကမဆင်းပဲခေါင်းမူးပေါ်တက်ပြေးတယ်။ကျွန်တော်လဲနောက်ကထက်ချက်မကွာလိုက်ဖမ်းတော့အမူးပေါ်ရောက်ရောက်ချင်းသူ့ခါကိုဖတ်မိတယ်။ကျွန်တော်အတော်တန်မာပါတယ်။ဒါပေမဲ့သူ့ကိုမနိုင်ဘူး။ကျွန်တော်ကိုနှပန်းလုံးလှဲ့ချပြီးထွက်ပြေးတယ်။ကျွန်တော်လဲ လဲရကထပြီးလိုက်တာပဲတိုင်မိုးအစွန်တစ်ခုကြာတော့တည်တည်ချာချာမိမယ်လို့အောက်မေ့မိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်အမိုးနဲ့ဟိုဘက်အမိုးက73မီလောက်กว่าနေတာကို သုံးတက်အမိုးကကြလိုက်ရင်ဖျားတကင်စီမြန်မြန်ရောက်သွားမှာပဲဒါပေမဲ့ဒီလူဟာဟိုဘက်အမိုးကိုလွှားခနဲ့ခုံကူးသွားတယ်ကျွန်တော်လည်းအခန်းထဲပြန်လာပြီးဌာနအုပ်ကို ဖုန်းဆက်တိုင်ကြတာပါပဲဘာဖြစ်စီများပါသွားသေးလဲစစ်ဆေးကြည့်ပြီးပြီလား ြည့်ပြီးပါပြီ။ဘာတစ်ခုမှပါမသွားဘူး။စပွဲအံတွေမှွေနှောက်သွားပါတယ်။ဒီပြင်ဘာမှယူမသွားပါဘူး။ဦးအောင်မင်းကယခုမှ၎င်းရဲ့တွေးတောချက်ကိုဆုံးဖြတ်လေတော့တယ်။ဤမျှနှညစတိုက်ခိုးခြင်းကရွှေငွေပစ္စည်းကိုလိုချင်၍မဟုတ် အဖို့တန်ယတနာသို့မဟုတ်စာချုပ်စာတမ်းလိုချင်၍ဖြစ်မယ်။73ပေကို စွန့်စားခုံဝန်သူကတပြင်းတာဖြစ်ရမည်ဟုအတတ်တွေးလျက် နေပေါင်းမစ္စတာရိုက်ခမရအခန့်မှာအဖိုးတန်ယတနာများရှိသလားသို့မဟုတ်အဖိုးတန်စာချုပ်များ ရှိပါသလားဘာတစ်ခုမှမရှိပါဘူးဗျာရှိရင်လည်းကျွန်တော်ဒီမှာမထားပါဘူးဘန်တိုင်းမှာအပ်ထားမှာပေါ့ဒါဖြစ်ရင်တစ်ခုကတစ်ခုကိုအချင်းမှားပြီးအစွဲအမြဲကြံနေတာဖြစ်လိမ့်မယ်ဒီတစ်ခါနဲ့ကိစ္စပြီးမှမဟုတ်ဘူးတတိထားနေကြပါကျွန်တော်တို့အမြဲတတိထားပါတယ်အမိုးဘက်ကတကားနောက်ဖေးတကားတွေလည်း ချက်ချင်းတန်တန်စိုက်ပြီးကိုပြောထားပါပြီ။ gain ကျွန်တော်တို့ပြန်มาအောင်မယ်။ဥွေနှုတ်ဆက်နေရမှထကြရာမစ္စတာရိုက်လေတကားပေါက်ထီအောင်လိုက်ပို့လေတယ်။ဥအောင်မင်းကမစ္စတာရိုက်တဲ့လျှို့ဝှက်တော့ပစ္စည်းတစ်ခုခုရှိရမယ်။ထိုပစ္စည်းကိုစောရတပြင်းသိရှိနေတဲ့အတွက်မရမနေကြံစီခြင်းဖြစ်သည်ဟု အတတွေးတော့ကနောက်တနေ့တွင်ဥအောင်မင်းကလွစ်လန်းတွင်ကြက်စား၍နေလေတယ်။ ဥကောင်မြင်မှာတရုတ်ဟန်ဆောင်လျက်လွစ်လန်မစ္စတာရိုက်ရဲ့တိုက်ခန်းနဲ့မလန့်မကန့်တွင်မရောမလဲလုံနေတယ်။အခြားဆောင်တော်တယောက်ကအရောက်ဘုံအရအစားဖြင့်ပင်နီအင်ဂျီဝါခမောက်ဆောင်ကကုန်းရဆိုင်ရှိပင်ရရွေနေလေတယ်။အရပုပုကလားတယောက်နဲ့အရရှိရှိကလားတယောက်ကစေးဖြူဘုံတစ်ဘုံကိုဥပဲ့ထန်းကဦးအောင်မြင်တို့အနာမှဖြတ်ကျော်သွားလေတယ်။အချိန်ကနေ့၁၇နှစ်ခန့်ဖြစ်ရာမစ္စတာရိုက်ကလည်း ဦးအောင်မြင်အားမမမီပဲအလုတ်တိုက်တို့ခြေလျင်ထွက်ခွာသွားသေးတယ်။ကလားနှစ်ယောက်မှာကမစ္စတာရိုက်ရဲ့တိုက်ရှိသူရောက်လျက်ပုံများကိုချလျက်တိုက်မိုးပေါ်သို့တက်ရောက်သွားကြလေတယ်။မစ္စတာရိုက်အခန်းမှာမြောက်ဖက်အစွန်းကျရာကလားများက အမိုးပေါ်မှ ကျိုးများကိုဆန့်ချလေတယ်။ထို့နောက်တဖန်ဝလုံးတူများဖြင့်လေကားတစ်ဖွဲ အထက်ထိပ်မှ အောက်မြေပြင်အထိခြေတုပ်ဆွဲချလာရာ နာယူဝတ်သားသားတွင်ပြီးစီလေတယ်။တဖန်ပုံကြီးထဲမှလက်ဆွဲပုံးငယ်ထဲသို့ဆေးဖြူခပ်ပြပြများကိုထည့်သွင်းကာနှယောက်သားအပေါ်သို့တက်ကြပြီးနောက်ဆေးတုံနေကြလေတယ်။ဤကဲ့သို့ဆေးတုံသောအလုံမှာအထူးအဆန်းမဟုတ်ရန်ကုန်တိုက်ခန်းရှင်တိုင်းတစ်နှစ်တစ်ကြိမ်ဆေးတုံနေကြသဖြင့်မိသူမျှဂယုဆိုင်မကြည့်ကြချေ။ဦးအောင်မြင်ကိုယ်တိုင်မှလည်းအမှတ်မဲ့နေမိတယ်။တို့ရာတွင်မစ္စတာရိုက်အခန်းနှင့်တည့်နေပြီ တပ်ပြင်းကဆေးတုတ်သမကလာဟန်ဆောင်၍လာကြမြလာဟု ကံအားလျော်စွာတွေးမိသဖြင့်တယ်လီဖုန်းရှိသောကလာဆီယံဝင်အခန်းတစ်ခန်းသို့ဝင်ရောက်ကာတိုက်ရှင်ထံသို့ ထုံတုတ်ခိုင်းမခိုင်းကိုမေးမြန်းနေလေတယ်။ထို့သူတိုက်ရှင်ကလာနှင့်ဖုန်းဆက်ပြောနေသည်မှာဆယ်မိနစ်ခန့်ကြာရာဦးအောင်မြင်ထွက်လာသောအခါဆေးတုတ်သမပူပူတယောက်သာမစ္စတာရိုက်ဘရင်ပေါက်တွင်တုံ့နေ၍အခြားအရက်ရှိရှိတယောက်ကိုမမြင်ရတော့ချေဦးအောင်မြင်လည်း မိမိရဲ့စုံတော်အားအရေးအကဲပြခေါ်ယူပြီးလျှင်ဒီကောင်ဒီကဆင်းရင်စောင့်ဖမ်းမလွတ်စေနဲ့ငါအပေါ်တက်မယ်ဟုလှေကားမှအပြေးတက်လေတယ်။ဦးအောင်မြင်ကတကားကိုပြင်းစွာခောက်ရာအတွင်းကပိတ်ထားသဖြင့်မရချေမိမတယောက်ရဲ့ဆူရှာသောအော်တန်ကို ကြားရပြီးနောက်ငြိမ်၍သွားလေတယ်။ဦးအောင်မြင်ကတကားကိုကိုနှစ်တက်ကအတင်းတွန်းနေလေတယ်။အောက်ကထားသောစုံတော့မှာ ကျိုးကတဖြည်းဖြည်းဆင်းလာနေသောကလားအားအမိဖမ်းမိဟုခက်လန့်လန့်မှချောင်းနေရာကလားဘူးကမြေကြီးနှင့်နီးသည့်နှစ်တပြိုင်နက်ပြေးရွှေ့ဖမ်းအုပ်ခါဟေ့မပြေးနဲ့တော့ခြောက်လုံးပြူနဲ့ပြစ်လိုက်မယ်ချိန်ရွယ်ထားရာကလားမှာဂယုမဆိုင်ပဲစေးပြူတပုံးထပ်ခတ်နေသဖြင့်ဟေ့လက်မြောက်ဟုဆိုသည့်နှစ်တပြိုင်နက်လင်မြန်သောကလားကစေးပြူပုံးဖြင့်စုံတော်ရဲ့မျက်နှာကိုပတ်လိုက်ခါအတင်းထွက်ပြေးသွားရာ ိုက်ကြားထဲတွင်မျက်ခြေပြတ်၍သွားလေတယ်။ဦးအောင်မြင်လဲအပေါ်ကတွန်း၍မရ၍အောက်သို့ဆင်းပြေးလာရာငိုအားထက်ရဲအားတန်ဟုတကဲ့သို့မြောက်ဖြူဖြစ်နေသော တပည့်စုံတော်ကို တွေ့ရလေတယ်။ကဲကဲမြန်မြန်လို့ဒီကျူးကပဲတက်ရမယ်။ပူပြော၍နှစ်ယောက်သားတက်ကြလေတယ်။ရန်ကုန်ထုံးစံအတိုင်းအနီးအနားကလားမြန်မာတိုက်ကမစ္စတာရိုက်ရဲ့အခန်းကိုဝိုင်းဝန်းကြည့်ရှုကြလေတယ်။ ဦးအောင်မြင်တို့ကတတိကြီးစွာနဲ့ဂရင်းပေါင်မှအခုံဝင်ပြီးခြောက်လုံးမြူပိုးစီကင်ကဟိုဟိုတီတီကြည့်ရှုရာပါဇက်အဝစီလျက်ကျိုးနှစ်တုတ်ထားခဲ့သော Mrs. Wright ကိုတွေ့ကြသဖြင့်ကြပြခရာဖြေပေးလိုက်ကြလေတယ်။ပြေးပြီရှင်။နောက်ဖေးပြုံကပြေးသွားပြီ။ Mrs. Wright ကမောဟိုက်၍လှင်မြန်စွာပြောဆိုလိုက်လေတယ်။ဘလို့ဖြစ်တာလဲ Mrs. တစင်းလျောက်ပြောပြပါအောင်။ရှင်တို့မြင်တဲ့အတိုင်း ကလားတွေစေးတုံနေတယ်။ကျမလည်းတိုက်ရှင်ကခိုင်းလာပဲလို့ကြည်နေတယ်။ဒီအတွင်းအရရှိရှိကလားပရင်းကဝင်လာတယ်။ဟဲ့ကလားဘာလို့ဝင်လာတာလဲလို့မေးတော့ဝန်းစုံနေနေပေးပါမမတဲ့။ကျမကလည်းငါ့အမိတ်မရှိပဲဝင်ရမလားဆိုပြီးဆဲနေတော့ခြောက်လုံးမြူထုတ်ပြီးချိန်နေ။ကျမလည်းလှုပ်អော်လိုက်တော့အတင်းချုပ်ဖမ်းပြီးပစ္စည်းတောင်းတာပဲ။ဦးညကခိုးသွားတာလဲငါပဲတဲ့။ရော့အဲ့ဒီပစ္စည်းဆိုပြီး လက်ပတ်နာရီနဲ့ငွေ90ပြန်ပေးတယ်။နောက်တကားခောက်တန်းကြတော့ဆင်းပြေတာပဲ။ဘာပစ္စည်းတစ်ခုမှပါမသွားဘူးလား။မပါပါဘူးရှင်။လက်လွတ်ဆင်းပြေသွားတာပဲ။မပါရင်ကောင်းပါလိမ့်ဗျာ။ခုပြောကစုံတော့ငယ်အားမျက်နာသက်စီလေတယ်။ Mrs. Wright လဲ Mr. Wright အားတယ်လီဖုန်းဖြင့်ခေါ်ယူပြီးလျင်အကျိုးအကြောင်းပြောဆိုကာဦးအောင်မြင့်တို့လဲထွက်ခဲ့လေတယ်။ဦးအောင်မြင့်က ရုံးငန်းသို့ရောက်လျင် ကလတ်တိုင်းပေါ်တွင်ထိုင်ချကတပြင်းတစ်ချက်ရှူလျက်အင်းချလိုက်စဉ်စပွဲပေါ်၌စာအိတ်တလုံးတွင်ပင်ရသဖြင့်ဖွင့်ဖောက်ဖတ်ရှုရာအဆွေတော်ကိုအောင်မြင်မစ္စတာရိုက်ကိစ္စနှင့်အတော်မောသွားပြီးမှတ်တယ်အเจ้าကဒီလိုပြအိုမင်းသမီးကြီးမှာငွေကြီးချက်တဲ့နေလို့ကရမများဆိုပါတော့လေကြောင်လီလက်စွပ်တကွင်းကိုအယောင်ခိုင်းတယ်အရင်တုန်းကကာလကတာပွဲစားတရောင်နဲ့စကားဆက်တော့ဘူက2000 မင်းသမီးကတုံတောင်းဆိုလို့ဈေးမတည့်ကြဘူးမစ္စတာရိုက်ဟာကြောက်အကြောင်းနားလေတယ်သူ့အထဲတရက်ယူထားပြီးဈေးမတည့်သေးဘူးဆိုတာပြန်ပေးတယ်ပြန်ပြီးတော့ဗရံများအစ်စ်မဟုတ်ဘူးအတုဖြစ်နေတယ်မင်းသမီးချီမှာရှက်တော်မူရှာလွန်းလို့ကြိတ်ပြီးနေရရှာတယ်ဒီအကြောင်းကျွန်တော်သိရောဆိုပါတော့နှစ်ခါတိတိအသာတကြီးခိုးတယ်ဒီနေ့အနုချမ်းစီလိုရခဲ့ပါပြီဆော်ရာတပြင်း ဥအောင်မြင်ကခေါင်းတညိမ့်ညိမ့်ဖြစ်ရွေနေလေတော့တယ်။သူရိယာမဂဇင်းစက်တင်ဘာလ1936ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။